ပကြီးဆရာကြီးဖေညိုဝင်ရဲ့ရန်ကုန်မန္တလေးလိုအနီးပေးထားတဲ့ဒေါ်ရောပကြီးပြပွဲကို Channel 24မြန်မာမှရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်အခုပြပွဲမှာတော့ရန်ကုန်မြို့ပြရဲ့အထင်ကြီးအဆောင်တွင်နေ မန်လီမြို့ရဲ့တမိုင်းဝင်းနန်းမြို့ရို့စာရင်နေ့စဉ်တွေ့မြင်နေကြပုံမှန်မြင်ကွင်းတွေကိုပကြီးဆရာကကိုဝိုင်းစိတ်ကူးစိတ်တမ်းတွေနဲ့ကုညွပြီးရိုရောင်မှုမပြတ်ခေတ္တရေးရံနေတူပုံဖော်ဖန်တီးထားတဲ့ရာသဆုံးနှစ်လုံးဝင်းပကြီးလက်ရာတွေကိုထိရှုခန်းစားရမှာဖြစ်ပါတယ်။ ူကလေเจ้าရာတော့ရှိပြီသားပဲမြကုံမန္တလေးဆိုတာသို့တော်ပကြီးဆရာတွေပဲဖြစ်ဖြစ်စာရေးဆရာပဲဖြစ်ဖြစ်သူ့အမြင်နဲ့သူပြောနေတာများတယ်တခါတလေကြတော့ကျွန်တော်တို့ကကိုမြင်တာကိုကိုပြောကြတဲ့အခါမှာဒီထဲမှာတချို့ဟာလေးပါတယ်ကျွန်တော်ကိုယ်တိုင်နေတာဒီ30လမ်းနေအဲ့တော့အဲ့ဒီကနေဘာကိုမြင်ရလဲဆိုတော့မြို့တော်ခမ်းမကြီးကိုမြင်ရမယ်နောက်တခါစောစောဇူးလေးဘုရားကိုမြင်ရမယ်ကြောက်တိုင်ကိုမြင်ရမယ်အဲ့မှာသူကထူးခြားတာကတခါတလေကြတော့ ရေးကျင်တာကိုဗစ်ဖြစ်တော့ဘာဖြစ်လဲဆိုလမ်းတွေမှာလူတွေကမရှိတော့အားလုံးပြောနေတဲ့စကားကတော့ ghost town ဆိုပြီးတော့ပြောတာနော်ဒါပေမဲ့တကယ်ရှိတာမျက်တည်ရှိခိုးတွေရှိအဲ့ဒါကိုကျွန်တော်အဲ့လိုပဲမြင်တယ်ဆိုပြီးတော့ဒါဆွဲလိုက်တဲ့အပိုင်းဒါရန်ကုန်ပေါ့ဗျာနောက်ရန်ကုန်ဆိုတာကတော့နည်းနည်းလေးပြောကြတန်းဆိုတော့စီဝေးမြို့တော်ဆိုတော့အာတော်တော်လာလာလှုပ်လှုပ်ရှားရှားများတယ်အဲ့ဒါလေးကိုလည်းကျွန်တော်သိစေခြင်းလဲ ်နိသိအောင်လေတချို့ဟာကကျွန်တော်မြင်ကွင်းထဲမှာမြို့တော်ခမ်းမနားမနေတဲ့38လမ်းမှာနေတဲ့အတွက်ဒီအခွင့်အရေးကကျွန်တော်အတွက်လည်းပိုကောင်းလာအဲ့ဒါကိုပဲရေးဖြစ်တယ်ဒါကရန်ကုန်ပိုင်းပေါ့နော်မန္တလေးပိုင်းကြတော့လေကျွန်တော်တို့ဆရာဆရာတွေရေးတာကျွန်တော်ကြောင်းတက်တဲ့အချိန်ဆိုရင်ဆရာဦးချင်းမြေရေးစင်းနဲ့သရုပ်ဖို့ရေးဆွဲပြအဲ့ဒါဘာလဲဆိုတော့အဲ့ဒီ case ကတော့1966လောက်မှာမန္တလေးရာ ကျုံထဲမှာရေပြင်မှာကြာပန်းနေရှိဒါလေးကိုကျွန်တော်ကပြန်မြင်တာပေါ့ဗျာအဲ့ဒါလေးတွေကိုကျွန်တော်ကဘယ်လိုရေးတယ်ဆိုဆရာရေးခဲ့တော့ကျွန်တော်တို့ကပြန်ရေးတယ်ဒါပဲဒီကနေ့တော့ကြာပန်းနေပဲရှိချင်မှရှိတော့မရှိတော့အဲ့တော့အဖြစ်အပျက်ဆိုတာကတစ်မျိုးရှိခဲ့တယ်ကတစ်မျိုးအဲ့ဒီတော့ဒါလေးတွေကိုကျွန်တော်ကရေးခြင်းအဖြစ်ဩဒီတော့ကဒီလိုရှိခဲ့တယ်အခုဒီလိုရှိခဲ့တယ်ဆိုတာအဲ့ဒါတွေကချုံနေတော့ရန်ကုန်မန္တလေးကဒါပဲ အကြီးကဒီလောက်ပါပဲကြံတာတော့ဘာမှမရှိသူကဒီကျွန်တော်တို့ငယ်တုန်းကတိုင်သိခဲ့တာကတော့မန်းလေးကြောင်တက်တော့အဲ့ဒီတော့ကတည်းကညမဒုရယာဟိုရရှိခဲ့တာအဲ့ဒီတော့လည်းဒီငွေငန်းနဲ့ပဲအခုတည်းကလည်းငွေငန်းမြဲနေဒီလိုပဲမန္တလေးရဲ့ဘူကသူကဒုက္ခမမျိုးတော့အငိမ့်နေမြမာမှုတွေဆိုင်ဝိုင်းနေအခုတည်းကသူကရှိနေတာအနေနဲ့ပါပါတော့နေနေသွားမယ် တော့ကျုံကြီးကလည်းခွတ်ကြီးရှိနေတာဒါကလည်းကျွန်တော်တို့ကပြောကြစမ်းဆိုတော့ဂုံယူရွာကိုသွားတယ်လာတယ်ဒါကပြိဿကတော့ဒီလိုသွားတာပေါ့ဒါပေမဲ့ artist ကတော့သူမြင်တယ်လို့မြင်မယ်စာရေးဆရာနော်ဒါမှမဟုတ်ဂီတာသမားကလည်းသူတော့တေးဖွဲ့ရင်ဖွင့်မယ်ဘဘူးဆရာကလည်းသူထုတ်ကျင်လို့ထုတ်မယ်အခုခေတ်ကျပေါ်လာတဲ့ performance တို့ installation တို့လည်းအများကြီးစကားပြောတယ်အဲ့တော့ဒီအထဲမှာဒီဟာကြီးကပြောကျင်တာကတော့ခေတ်ဆက်ဆက် ရာစုနှစ်ထောင်စုနှစ်ကျော်လာတဲ့မန္တလေးဒီလိုပဲရန်ကုန်ကလည်းဒီလိုပဲဆိုတဲ့အခါမှာစောစောကပြောသလိုပေါ့ပုံရိပ်ကဘာလဲဆိုတဲ့အခါမှာဝင်ငန်းပြုဖြစ်မယ်နော်ဒီလိုပဲခေတ်ဆက်ဆက်ကလည်းဒီဟာကိုရုပ်ရှင်လိုလည်းပြောသွားတယ်အကြီးလိုလည်းပြောသွားတယ်စာရေးလိုလည်းပြောသွားတယ်အမြဲတမ်းဒါကြီးကရှိနေတယ်ဆိုတော့ပြောချင်တာရင်ကျေးမှုမြို့တော့ဒါတော့ပဲအဲ့ဒီဟာကိုကျွန်တော်အခုပြောနေတာက မရှိတော့လေရှိအောင် ရေးတဲ့ဟာသိမ့်မပါဘူးစီပြီးသားဟာကိုကျွန်တော် တင်ပြပုံနဲ့ကျွန်တော်ရင်းနေရတယ်ဒါပဲกว่าအဲ့ဒါလေးပါတူကဘယ်ပြောတဲ့ဘိုင်ကသိကောင်းပါတယ်မေးတယ်မေးခွန်းရတယ်ဘာကို꿰သွားလဲဆိုတော့ကျွန်တော်တို့ចောင်းကတင်နေဆိုတာကသယုံမှန် realism ပေါ့ realism ဆိုတဲ့ဟာကဘာကိုလဲဆိုတော့ចောင်းတော်ကြီးဝါရဆိုတော့ចောင်းတော်ကြီးဝါရဆို academic တော်တော်နောက်ပိုင်းကျတော့ modern ဆိုတာလည်းပေါ်လာ modern ကလည်းလုတ်ခွေရှိတယ်အနီကိုပိုနေခြင်းလည်းနေမယ် အပြာကိုလည်းကိုပြာခြင်းနဲ့ပြာမယ်လို့တော့သူ့ရဲ့အရာတာကိုမပြောက်အဲ့တော့ artist ကလုတ်ခွေရှိတယ်ဆိုတော့ပြောတာတို့တော့ဒီနေရာမှာငါမေးတဲ့မေးခွန်းနဲ့မှာဖြက်စည်းတာမဟုတ်ဘူးပို့ပြီးတော့ကျွန်တော်တို့ရဲရဲတင်းတင်းပြကျွန်တော်နည်းနည်းလေးခစ်သစ်ဟန်ပါတယ်မော်ဒန်ဟန်ပေါ့ရိုးရဟန်နေသွားတယ်မန္တလေးလည်းမန္တလေးဟန်ကိုမဖြောက်ဘူးရန်ကုန်ကလည်းရန်ကုန်တိုင်းပဲရေးနေတယ်အဲ့ဒီမှာမပြောက်အောင်ကကျွန်တော်တို့ကဘာလဲဆိုတော့တစ်ဒီလောကနဲ့ကကျွန်တော်တို့ဒါ စပွန်ဆာလုပ်ပေးတယ်နော်နှစ်ကလူတွေကလည်းဒါစိတ်ဝင်စားပြီးသားအကြောင်းအရာအဲ့တော့ကိုကိုတိုင်ကလည်းပြောကြစမ်းဆိုရင်ပြန်ပြောရင်တော့ကျွန်တော်တင်လာတဲ့နေရာကမန္တလေးပကြီကျောင်းအခုကျွန်တော်ကမန္တလေးပြောရင်တော့ရှားဖွေစားတောက်ပြီးတော့အလုပ်လုပ်ရတာရန်ကုန်အဲ့ဒီကခုရဲ့ဟာတော့သူကွာနေတာလည်းသိတယ်ဒါပေမဲ့လို့ကျွန်တော်မှဒါလေးကရေးကျင်တယ်ကိုတက်နိုင်နေဟာပေါ့ဥမာကိုကစောစောကဆရာပြောသလိုပေါ့ဗျာဒီဘက်ခေတ္တန်ဒီဘက်ရေးလိုက်တာဒါပဲအခုခြားကြီးမရှိဘူး ဒါပေမဲ့မရေးပြလို့ရှိရင်ကျွန်တော်ရဲ့ဟိုရေးနေတဲ့ပုံစံမျိုးကကျွန်တော်ဖြစ်ရင်ဒါမှမဟုတ်လာကြည့်တဲ့လူကကျေနပ်ရင်ဒါမှမဟုတ်မကျေနပ်ခြင်းကျွန်တော်ကပြောတာပဲဒါပဲအဲလူငယ်ကတော့လူငယ်ပဲပေါ့ဆိုတော့ဒါကြောင့်ကိုယ့်ရဲ့တတ်သိရှိတယ်ရဲရင်လည်းကျွန်တော်ထပ်ပြောချင်တာလုံရမယ်ရှာဖွေရမယ်အတို့တော့ပိုင်ပိုင်နိုင်တဲ့အခြေခံကိုသိရသိပြီးတော့လို့တော့အလားအသာမဖြစ်ဘူးပေါ့နော် ကျွန်တော်တို့အနေနဲ့ပြောကြစမ်းကျွန်တော်တို့ခင်တော့ဘာရှားတယ်ဘာမရှိဘူးဘယ်ကကန့်တတ်တယ်ဘယ်ကဘာဆိုလဲဒါတည်းသိညားလာတဲ့အခါကျတော့အမှုပညာရဲ့ပွင့်ဖြိုးတုတ်တဲ့မှုဖန်တီးဖို့နည်းအားနည်းခင်အတော့ပြောကျင်တာလူငယ်တွေအတွက်ကြတော့အဲ့လိုမဖြစ်စေချင်ဘူးအဲ့လိုပဲအမှုပညာလည်းငွေဖြစ်နေရှင်းအောင်ပြောပစီကတစ်ချက်ကလည်းဈေးအများကြီးရတဲ့ကဖြစ်စေတော့ကဘာကျော်တဲ့ကလည်းဖြစ်သွားနိုင်တယ်အဲ့တော့ဒေါင်းဆိုအခုလိုပေါ့ ဒီကနေမီဒီယာနေလာပြီးတော့အပေးတယ်ဆိုတော့ကျွန်တော်တို့နေလေးစားတယ်ဂုံလဲကျူတယ်ကိုယ့်ဘက်ကလည်းတာဝန်ရှိရှိလုပ်စီခြင်းဒါဆိုရင်တော့တိုးတက်ဖို့မြန်တယ်ပေါ့ဗျာအဲ့တော့အခုပြန်ချုံလိုက်ရင်ဒီမျိုးတွေပဲပြည်ပြည်ဘာပဲပဲတည်ခဲ့တာလည်းစောစောကစကားကိုပြန်ဆက်ရင်ငန်းလေးမျိုးအမှုပညာမျိုးနေခြင်းမှုမျိုးဟုတ်လားအဲ့တော့အဲ့ဒီဟာကိုသူတို့လည်းတီမဲအောင်တီဆောက်နေတယ်သို့တော့တေးကြတာကတော့လူငယ်တွေကြတော့တက်တက်ကြွကြွနေတယ် ပို့ပြီးတော့လုံနိုင်ရင်ပို့ပြီးတော့မြိုင်နေတိုးတက်ဖို့မြန်နေပေါ့ရန်ကုန်မှာလည်းဒီတိုင်းပဲပေါ့စီဝါရေးမြို့တော်ဆိုရင်စီဝါရေးမြို့တော်နဲ့တူအောင်ဝိုင်းဝန်းပံ့ပိုးမယ်ဥပမာဒီလိုပေါ့မီဒီယာတွေလည်းအားပေးမယ်ဆိုရင်ပို့ပြီးတော့မြန်နေအဲဒီစကားမှနည်းနည်းလေးစကားကိုဖြတ်ပြောရင်ကျွန်တော်တို့ဒီဘက်ခင်မှာကျွန်တော်တို့စာအုပ် မရှိတော့ဘူးလေစာအုပ်ကမရှိတော့စာအုပ်ကဲကိုစားဘာတွေဝင်လာနိုင်လဲပေါ့အဲ့ဒီအရာတွေကိုများများဖြည့်ဆည်းပေးနိုင်ရင်ကိုကောင်းတယ်ဆိုရ ရဲ့နာမည်ကတော့ပကြီသက်စုပါဒီပွဲကတော့ဟို Facebook မှာ Logan Net Gallery ကရှေ့ပိုင်းမှာကြေညာထားတာရှိတယ်လေအာပြီးတော့ဥဖေဝင်းညုံဝေဆိုတာလဲကိုကြိုက်တဲ့ artist တွေမှာပါတာပေါ့နော်အဲ့လိုဆိုတော့ကိုလေးစားတဲ့ artist တွေမှာပါတယ်ကြိုက်တဲ့ထဲမှာလည်းပါရတဲ့အကြောင်းလို့ဒီပွဲလုံးမဲ့အချိန်ကိုလိုင်းပေါ်မှာတွေ့ပြီးတော့တကူးတကလာခဲ့တာပေါ့နော်ကြည့်ကြည့်လို့ခက်စားမိတယ်ဝင်လာခြင်းမှာကြိလိုက်တော့ဟိုအရင်က ဒီဆရာရဲ့ဖြစီကားတွေမြင်နေကြပုံစံမဟုတ်ဘောเนาะမြင်လိုက်တဲ့အချိန်မှာပဲဝါးကနေဖြစ်သွားပေါ့ပြင်ဆင်ထားတဲ့ဟာ composition ရေးထားတဲ့ရေးချက်တွေအဲ့လိုမျိုးကအဆပေါ့เนาะလောက်ထားတဲ့ effect တွေရောအကုန်လုံးကမျောမှန်းထားမျောလင့်ထားတဲ့အရင်လက်ရံနဲ့ပို့ပြီးတော့အများကြီးကောင်းချိန်မှတ်ထားရတဲ့အများကြီးကောင်းနေတာပေါ့เนาะကြိုက်တယ်ပြီးတော့သူကရန်ကုန်မန္တလေးပေါင်းထားတဲ့ idea ကိုလည်းကြိုက်တယ် ပြီးရင်အဲ့လိုမျိုးပေါ့စုတ်တန့်နဲ့ရေးထားတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အဲ့လိုလိုင်းလေးတွေပေါ့ဆေးလေးတွေကိုလိုင်းလေးတွေနဲ့လုပ်ထားတဲ့အရာတွေကိုလည်းကြိုက်တယ်ပြီးတော့ composition ပေါ့အထားသူပေါ့ပကြီးကားရဲ့သူ့ကိုထားတဲ့ပကြီးကားရဲ့ subject တွေပေါ့ပြီးအလဲကားတွေဆိုလို့ရှိရင်အားရအလဲမှာသူများတွေတောင်းတောင်းမထားရတဲ့အကြီးတွေကိုအလဲမှာထားထားတာပေါ့နော်ပကြီးသဘောတရားအရဆိုတောင်းတောင်းအလိုကြီးတွေကိုအလဲမှာထိမ့်ထားကြအောင်အဲ့လိုမျိုးပေါ့အထားသူတွေကိုလည်းကြိုက်တော့ပေါ့အာကောင်းတယ် ပြီးတော့ဒီအခုဒီလိုမျိုးပကြီးကားဆိုလို့ရှိရင်လည်းတွဲဆက်ထားတဲ့ဥစားတွေကပလိန်ပေါ်မှာရေးထားတဲ့အရာတွေပေါ့ပြီးတော့မြန်မာမှုပါတဲ့ဟာတွေပေါ့မြန်မာမှုပါတဲ့ဥစားပေးထားတဲ့ဟာတွေရန်ကုန်မန္တလေးဆိုတာရန်ကုန်မှာပြီးရင်နောက်တစ်ခုဆိုလို့ရှိရင်ဒီဟာလိုလေကြောက်တိုင်းပေါ့အဲ့ဟာတွေပေါ့အဲ့ဟာတွေဆိုလို့ရှိရင်ဟိုထူးထူးခြားခြားတွေပါတာပေါ့နော်ရေးနေကြပုံစံမျိုးမဟုတ်ဘူးပြီးွားလို့ရှိရင်မြင်နေကြပုံစံမဟုတ်ဘူး အလဲမှာတီးတန့်ထားထားပြီးတော့နောက်မှာပဲလိုင်းနဲ့သွားတဲ့ဥစ္စာတွေရာမျိုးဆိုရင်အကွက်အလဲမှာတကွက်ကြီးတီးတန့်ထားပြီးတော့ပကြီးကားနှစ်ကားလိုဖြစ်နေတာပေါ့အဲ့ဟာတွေပေါ့သူကနောက်ပြီးတော့ဟိုဖိုးဘက်ချမ်းမှာရှိတယ်အဲ့ဖုံးကြီးတွေတဒန်းနဲ့ဒီဘက်မှာမန္တလေးတဒန်းနဲ့အဲ့လိုမျိုးရေးထားတဲ့ဟာဆိုလို့ရှိရင်လည်းပကြီးကားတစ်ချက်ထဲမှာပဲပကြီးကားနှစ်ကားဖြစ်နေတယ်လို့ခံစားရတာပေါ့နော်မြင်ရတာပေါ့အဲ့ဟာတွေကြိုက်တယ် ဆိုပါမြင်မှာအဲကျွန်တော်ကြီးရှင်းပြလို့ဆိုတော့ပြောကြပါဆိုကျွန်တော်အာဒီနေ့ကကျွန်တော်အတိအသင့်ပေါ့နော်ဒီ Dogat Gallery မှာဆရာပြင်းဝင်ပွဲဆိုတော့ကျွန်တော်ွားကြည့်မယ်ပေါ့နော်ဆိုတော့တော်တော်များလေးကျွန်တော်ကြည့်ပြပါလေဒီတစ်နှစ်လုံးမှလည်းခြားပွဲတွေလည်းကြည့်ပြတယ်ဒါပေမဲ့ဒီရောက်လာတော့ဆရာရဲ့ပေါ့အရင်တော့ဆွဲဒီဇိုင်းနဲ့အခုဒီပွဲမှာဆွဲရတဲ့ဒီဇိုင်းကဘယ်လိုပေါ့ unique ဖြစ်တယ်ပေါ့နော်သူရဲ့ဆရာရဲ့ဘယ်လိုခေါ်လဲလက်ရဒီဇိုင်းအစ်စ်ကလေးတွေပြောင်းလာတယ် တွေ့တယ်။အဲ့တော့ကျွန်တော်ကလည်းဟိုအကြီးစရာဆိုရင်အာကျွန်တော်ကိုယ်တိုင်ကလည်းစွဲတယ်ဆိုတော့ဟို unique site ရှိရင်ဟိုသဘောကျတယ်ပေါ့နော်။အဲ့ဆိုတော့ဒီပွဲကကျွန်တော်ဒီနှစ်မှာတစ်နှစ်လုံးမှာကြီးအားသမ ्या ပွဲတွေမှာတော်တော်ချစ်ချစ်လက်လက်နဲ့ဟိုကြီးကားလေးတွေကတော်တော်လေးဟိုရွေးချယ်ထားတဲ့ဟာ subject တွေတော့ပါတယ်တော့တော်တော်အဆင်ပြေတယ်ကြီးရတာ။ကြိုက်ဆုံးလို့ပဲပြောကြပါစေ။ကျွန်တော်တော်တော်ဟိုအစ်စ်နှစ်သက်ပါတယ်။ဒီနောက်ဆရာရဲ့ဒီလက်ရအစ်စ်ပေါ့နော်ဆရာအခု ထွက်လာတယ်ခဏအတွက်ထွက်လာတယ်လက်ရာလေးရာလေးတော့အဆင်ပြေရဲ့လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီကားထဲမှာတော့ပေါ့နော်ဒီအာကြီးရသမျှထဲမှာတော့အကြိုက်ဆုံးပဲပြောရင်ကြိုက်ပါတယ်အကြက်တဲ့ဟာကြီးကိုတော်တော်များလေးကြိုက်တယ်ဒါပေမဲ့အကြိုက်ဆုံးပေါ့ကြိုက်ဆုံးကဒီကျွန်တော်နောက်ကကားလေးပါပဲဒီကားမှာဆိုရင်ကျွန်တော်ဟိုဆရာရဲ့ပေါ့နော်ဟိုဂရေးချဲ့ထားတဲ့အရာတွေပေါ့နော်ရှင်းပြောရင်ဟိုအုံမှန်ပကြီးဆရာတယောက်တော့ကဒီလိုအယောင်နေအယောင်တောက်တောက်တွေရွေးချက်လိုက်တာတစ်ခါကြောင်ဝင်ကြောင်သွားနိုင်တယ် arrange မလုပ်တတ်ဘူးပေါ့နော် ဒါမဲ့သူဒီကားလေးကြည့်ရတော့ဟိုအရောက်တောက်တောက်တွေရွေရပါပဲတော်တော်ကိုစနစ်ချပြီးတော့ဟိုတင်ဆက်ပုံလေးတော်တော်အဆင်ပြေပါတယ်အထူးသဖြင့်ကကျွန်တော်ဒီဆရာအဖြူသုံးထားတာပေါ့ဒီ dark color background မှာဆရာအဖြူသုံးထားတဲ့ဟာကကျွန်တော်အတွက်တော့ကြည့်နိုင်ရင်လေဟိုပိတ်ဖောက်စာကိုဆရာဟိုပိတ်ဖောက်စာအချင်းသေးပုံစံအပိတ်ဖောက်စာကိုဆရာဆွဲထားတဲ့ပုံစံတိုင်းပဲမသိလိုက်ဒီအဝတ်စာမှာဒီ ဟိုပန်းထိုးထားတဲ့ပုံစံအတိုင်းပဲဆိုတော့ကျွန်တော်ကျွန်တော်လေးအင်္ဂါဆိုတော့ဒီဒီကားတော့ကျွန်တော်အနှစ်သက်ဆုံးပါပဲအဲ့လိုပြောစီပါတယ်ကျေးဇူးပါအခုလိုမျိုးနှမျိုးမှရှိတဲ့ပုံမှန်မြင်တွေ့နေကြသမိုင်းဝင်ထင်ကရနေရာတချို့ကိုပကြီရတာအပြေဝါနေကြီးစုခန်းစားခြင်းနေဆိုရင်တော့ ပန်ဆိုရန်လမ်းမှာရှိတဲ့လောကနဲ့ပကြီးပြကန်းမှာဒီဇင်ဘာလ6ရက်နေ့မှာဒီဇင်ဘာလ10ရက်နေ့ထိပြသလျက်ရှိပါတယ်ရှင်။